သရေချမရှင်များအားလုံးမင်္ဂလာပါရှင်။လာမယ့်တရက်9/25ဘောနော်။ဒီကတော့လာမယ့်12ကြိမ်ဖြစ်သွားပြီနော်။12ကြိမ်အတွက်ဒီကနေ့ရှာတွေ့ထားတာလေးကတော့လုံးမိုင်းစကလေးပေါ့နော်။ဒါဆိုရင်စပြီးတော့သွားရအောင်နော်။ဒီရှေ့ရဲ့ဒီ3ရဲ့နှလုံးပေါင်းမယ်။ရှေ့3နှလုံးပေါင်းတော့ပေါင်းခြင်းတက်နော်။တက်ကိုဒီမှာတက်လျှော့မယ်။ တစ်တိုးမယ်ဟုတ်ပြီနော်အဲဆိုရင်တစ်ကိုတစ်လျှော်တော့၃ညနော်တစ်ကိုတစ်တိုးတော့နှစ်၃ညတစ်နှစ်ဆိုပြီးတော့ရထားတာပေါ့နော်အဲဆိုရင်သူ့အောက်မှာရှိတဲ့ကနန်းလေးကထွက်ပြင်မှာနှစ်၃ညကိုဟုတ်ပြီနော်နှစ်၃ညကိုဒီမှာတော့၃ညကိုနှစ်ကိုဆင်းသွားနော်ချိန်နေနဲ့ဆင်းသွားပါလေလုံးဝနေနေပေါ့နော်ဒါဆိုရင်ဆက်သွားရအောင်နော် နောက်တစ်ပင်ကိုသွားမယ်နောက်တစ်ပင်ကဒီမှာခွန်ကိုခွန်ကိုနှလုံးပေါင်းတော့ပေါင်းခြင်း6ခုနောက်တိုင်းပဲတစ်လျှော့တော့ငါတစ်တူတော့ခွန်6ခွန်ဆိုပြီးတော့ရတယ်ဒီမှာသူ့ရဲ့အောက်မှာရှိတာထွက်ကန်နဲ့ခွန်3ည3ည900ပေါ့နော်အဲ့တော့ငါရဲ့6ရဲ့ခွန်ရဲ့မှာသူက9ဆိုပြီးတော့10နဲ့ပေါ့နော်ဒါဆိုရင်ဆက်သွားပါမယ်ဒီမှာ3ဒီမှာခွန်3ခွန်နှလုံးပေါင်းတော့ပေါင်းခြင်း3ည3ညကိုတစ်လျှော့တော့ အ20ကိုတက်လျှော့တယ်ပေါ့နော်ကိုပါအဲ့တော့3ကိုတက်တူတော့တက်ပေါ့နော်ဒါဆိုလို့ရှိရင်ထွက်ကနန်လေးကိုကြည့်ရအောင်သူအောက်မှာရှိတာ89လေးပေါ့နော်89လေးဆိုတဲ့အတွက်ကြောင့်မို့လို့ကို3ညတက်မှဒီမှာကိုတို့ပြန်ဆင်းနေနော် ါဆိုရင်ဆက်သွားရအောင်ဒီမှာ9ဒီမှာတော့ငါတော့လုံးလုံးပေါင်းတော့ပေါင်းချင်းရှေ့ရှစ်ကိုတက်လျှော်တော့ခွန်ရှစ်ကိုတက်တူတော့ကိုခွန်ရှစ်ကိုပေါ့နော်အဲဆိုထွက်ကနန်းလေးကဒီမှာပါ6 8ခွန်6 8ခွန်ဒီမှာတော့ခွန်ကောရှစ်ကောဇင်းနဲ့ပေါ့နော်နောက်တစ်ပင်ကိုဆက်ပြီးတော့ ားကြမယ်နော်။၃ညဒီမှာခွန်၃ညခွန်လုံးပေါင်းတော့ပေါင်းခြင်း၉၉ကိုတိရှော်တော့ရှင်၉ကိုတတူတော့၃၃ညပေါ့နော်။ဒါဆိုရင်ထပ်ကဏ္ဍလေးကဒီမှာ၃ရှစ်ရှစ်၃ရှစ်ရှစ်ဆိုတော့ကြာမလို့ဒီမှာရှစ်ဆိုပြီးတော့ဆင်းနေနော်။ဒါဆိုရင်အခုဆက်သွားရအောင်ဒီမှာ3ဒီမှာ9 3ကိုနှလုံးပေါင်းတော့ပေါင်းခြင်းနဲ့ပါเนาะ2ကို တက်လျှော့နိုင်မယ်နော်နှစ်ကိုတက်လျှော့ရတဲ့နှစ်ကိုတက်တိုးတော့သုံးတက်နဲ့သုံးဆိုပြီးရထားတာနော်ထပ်ကနန်းလေးကနေပါပါသုံးငါးနှစ်ဆိုတော့ကြောင့်မလို့နှစ်ဆင်းနဲ့ပေါ့နော်ဒါဆိုရင်ဒီမှာကသုံးဒီမှာကနှစ်သုံးနှစ်နှလုံးပေါင်းတော့ပေါင်းခြင်းငါးငါးကိုတက်လျှော့တော့လေးငါးကိုတက်တိုးတော့6 456ဆိုပြီးတော့ရထားတာပါเนาะဒါကလာမဲ့ပတ်တော့လုံးပိုင်းပါเนาะတရက်9လ25 12ကြိမ်မှာကစားရမယ့်လုံးပိုင်းစိုက်ကလေးပေါ့เนาะလုံးပိုင်းလေးကတော့၄ရက်5ရက်6ရက်ဆိုပြီးတော့ရှာတွေ့ထားပါတယ်เนาะညီမရှာကြအောင်ဆက်လက်ခြင်းဖြစ်ပါတယ်ဘလို့မလို့ကြိုက်တူမကြိုက်နဲ့တမ်းပစလိုက်ပြီးတော့ကစားကြပါအားလုံးပဲလာမဲ့ပတ်မှာစပြေကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါ